က်ဆက်ကအနေနဲ့ကိုကန်တပ်ဖွဲ့ MNDAA ကိုဝါလိုမျိုးနိုင်ငံရေးသဘောတူညီချက်မျိုးပေးထားသလားဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေအကြသုံးသပ်နေကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကိုတိုက်ခိုက်ပြီးထင်းချုပ်ထားတဲ့ကိုကန်တပ်ဖွဲ့ MNDAA ဟာလာမယ့်ဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးမြို့ပေါ်ကနေဆုတ်ခွာဖို့ပြင်ဆင်နေကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိတာပါ။နိုင်ငံရေးသဘောတူညီချက်တစုံတရာရရှိထားမှသာအဲ့ဒီလိုဆုတ်ခွာတာဖြစ်နိုင်ကြောင်းနိုင်ငံရေးသဘောတူညီချက်အနေနဲ့ NASA ကမှ MNDAA ကို ဝါလိုမျိုးအထူးဒေသအဖြစ်အုပ်ချုပ်နေမှုကိုအတိအမှတ်ပြုလိုက်သည့်သဘောတွေ့ရကြောင်း NCA ထိုးထားတဲ့ပအိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCAS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။ပြည်သူသားပဲဟဲ့ဒီစီရပြည်သူသားအဲ့ဒါပါဆိုတော့သူတို့ရဲ့နာမည်ချုပ်ကန်ခွင့်ခွင့်အခုကအထူးဒီပါအုပ်ချုပ်ကိုပဲအုပ်ချုပ်ခွင့်ခွင့်ရေးဒါတွေကလိုလိုရပြီပါပဲအခုလည်းရနေတာသို့တော့အဲ့ဒီရနေတာကို SSC ဘက်က 起码比来的多，反正哪个去嘞，土地大，我去过去嘞噻。起码比来的多了？再问他了。哦，我们话挖，啊土地大，我挖，我穷的喽，哎，对咯，哦，拿来木，拿旧木背那个多，对呀嘛。哎，对吧？嘛，所以背不下了，我讲没了我。那外地过江过来，拿来木不要嘛吧？这个啥嘛？就是过干是在南面，过干是在路面哇，都有话为啊，罗云南，云南那些话为。 သို့တော်ဒီဒီမှာပြီးတော့အင်္ဂလိပ်ပေးပြီးတော့အားလုံးကိုလိုနေပြည့်တဲ့အချိန်မှာမှတရုတ်ပြည်ကြီးကနေပြီးတော့အင်္ဂလိပ်ကိုလိုနေကိုလက်ဆောင်ပေးတဲ့အနေနဲ့ပါအဲ့ဒီအချိန်မှာမှဒီကိုကမယ်ကိုအင်္ဂလိပ်ကိုပေးလိုက်တာပါဒါကြောင့်ဒီလလရရပြီးမှဒီကိုကမယ်ကဒီမှာပြည်နဲ့နမိတ်တဲ့ပါလာပါပါလာတော့လည်းကုကန်ဆော်ဘွားအပိုင်နေမိတယ်အားလုံးကတရုတ်လူမျိုးတွေလာရှုမျိုးမှာ MNDAA ဆုတ်ခွာပြီးနောက်နဆက်ကရဲ့အုပ်ချုပ်ရေးရန်တရားတွေနဲ့လဲပတ်မှာဖြစ်ကြောင်းနဆက်ကကုကန်တက်နဲ့ တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရုံထိုင်ကြမဲ့အခြေအနေရှိကြောင်းသတင်းတွေထွက်ပေါ်နေရပါအဲ့လိုဆုတ်ခွာတာဟာနဆကဘက်ကနေဆုတ်ခိုင်းတာမဟုတ်ပေတရုတ်ဘက်ကနေဆုတ်ခွာဖို့2024ခုနှစ်ဒီဇင်ဘာလကတည်းကတောင်းဆိုခဲ့တာဖြစ်ကြောင်းလဲစီးနဲ့နိုင်ငံရေးအကဲခတ်တွေကပြောပါတယ်။ဒါ့အပြင် MNDAA အနေနဲ့လာရှုကနေအမှန်တကယ်ဆုတ်ခွာနေတာမဟုတ်ပေတခြားတိုက်ပွဲတစ်ခုကိုဖော်ဆောင်ဖို့အယောင်ပြလှုပ်ရှားနေတာဖြစ်နိုင်ကြောင်းလဲသူတို့ကသုံးသပ်နေကြတာပေါ့။ MNDAA အနေနဲ့လာရှုကနေဆုတ်ခွာခဲ့မယ်ဆိုပါက နှစ်ဖက်စည်ရေးပဋိပက္ခမရှိဘဲလွယ်ကူစွာဖြည့်ရှင်းသွားနိုင်မှာဖြစ်ပြီးမဆုတ်ခွာခဲ့ပါကနဆကဘက်ကနေပြန်လဲတိုက်ခိုက်ပြီးရအောင်ယူမဲ့အနေအထားရှိတယ်လို့တင်ဒကမဟာဗျူဟာလစ်လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်။ဒီကကဟောပါမရှိ။အောက်ရှိချီကဦးလေးပေးစားကြရတယ်။ခုနဖန်မီလီရောတော့လက်မခံဘူးကပြည်ပြောင်းလာတာဖြစ်နေတယ်။အဲ့တော့ဒီကဘယ်စိတ်ကြည့်ကြည့်လက်စိတ်ကြည့်ကြည့်ပေါ့။ဒီကဟိုအစည်းအဝေး 红薯啊，嗯、通通也这会会有些农场那个现在这样好吗？电视这个呢，都一样嘛？然后跟他说，你不管是从专方上讲呢，它在第一步上没实现的这个有机帮他呀，我看都行。那手机上这个呢，你想我们现在就需要，大看到啊，平量就做这个。呃，手机上就是那个叫互联网的一张强大的手工的包围世界的那个，那么在手你的中国的一个说我络好了的这个方面，现在还是那个。哎，不光是这个。 有些方面的争论就叫做，当局的是，咱们又不是首装嘛的，我首装呢跟你们讲呢，那是那个你妈的 T M P 的，对不对啊？它品质比的，我的，那首尾呢就跟它不太一样嘛，对不对？啊，总归来说呢，啊，高能的它了。 စကားဘက်ကကိုစလေအဖွဲ့နဲ့ကိုကန်တပ်ဖွဲ့ MNDA တို့အနေနဲ့တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုကြောင့်2024ခုနှစ်ဒီဇင်ဘာလအတွင်းကကုမင်းမြို့မှာပထမအကြိမ်တွေ့ဆုံခဲ့ပြီးအဆင်မပြေဖြစ်ခဲ့ကြရကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းဒုတိယအကြိမ်ထပ်မံတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဒုတိယအကြိမ်တွေ့ဆုံမှုမှာတော့ယာယီအဖြစ်ခတ်ရက်စဲတဲ့သဘောတူညီချက်ကိုရရှိခဲ့တယ်လို့တရုတ်ဘက်ကသတင်းထုတ်ပြန်ခဲ့တာပါ။ဒါ့အပြင်2025ခုနှစ်မတ်လ22ရက်ကနေ24ရက်နေ့အထိတရုတ်နိုင်ငံကုမင်းမြို့မှာ လက်ဆက်ကနေ MNDA တို့ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်အခုလိုမျိုးလာရှုကနေပြန်လည်ဆုတ်ခွာမဲ့တဲ့တင်တွေထွက်ပေါ်လာဖြစ်ပါတယ်။ MNDA နဲ့တတိယနှစ်ခွန်ဆစ်စင်ရေးကာလဖြစ်တဲ့2024ခုနှစ်မှာတော့လာရှုမျိုးအခြေစားအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးလာရှုမျိုးကိုပါထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။